လီစောက်တယ်ဆိုတဲ့ကိစ္စကအခုအလုံးတည့်ရတိုင်းပွက်လောရိုက်နေကြတယ်နော်အဲ့ဒီကိစ္စပွက်လောရိုက်တယ်ဆိုတော့တို့စစ်တပ်ထောက်ခံတဲ့ဘောမအချင်းမဖြစ်တာဘာဖြစ်လို့လဲတသက်လုံးကကလာကလာအစ္စလမ်ဘာသာကိုပြဿနာရှာတိုက်ခိုက်လာတဲ့ကောင်တွေကအခုသူတို့ခေါင်းဆောင်ကိုယ်တိုင်သူတို့ကိုယ်တိုင်သာသနာပြုမင်းကြီးပါဆိုပြီးတော့ဆရာတင်ထားတဲ့ငပုကိုယ်တိုင် နေပြည်တော်တို့နေရာမျိုးမှာဗလီဆောက်ခွင့်ပေးလိုက်တယ်ဆိုတော့ဘာလို့လောက်ကမှမတိကြတော့အဲ့တော့ဘာဖြစ်လို့ဘောမကြီးဘလူ့ဝဲမဲလို့မဲရမှမတိပြောလဲမပြောရဲ့ ်ခွေးအမီးတက်နင်းထားတယ်လို့လက်ရှိဘောမတွေဖြစ်နေတဲ့ဘောကအဲ့ထဲမှာဓမ္မစောက်ခွဲအပြောင်ဆုံးကတော့ကြန့်ခန့်ရေးပါတီရဲ့ခေါင်းဆောင်ပိုင်းနော်လက်ရှိလည်းနိုင်ငံအာဏာကိုသူတို့ရမယ်သူတို့နိုင်ငံကိုစောက်ချုပ်ဖို့လုပ်နေတဲ့လူတယောက်ကဖြစ်နေပေါ့ဘူးလက်လှဆိုနေပြည်တော်မှာလုံးဝဗလီမစားဘူးတဲ့အရှင်းမှာဗီဒီယိုဖိုင်တင်ပြီးတော့လိန်ခဲ့တယ်နိုင်ငံခြားစကားတွေယုံမနေနဲ့တဲ့စီပင်တာယာရေးကိုသူကိုယ်တိုင်မေးထားတာဘာဗလီမစောက်ခွင့်မပေးထားဘူးတဲ့အာနိုင်ငံခြားစကားတွေယုံနေပါနဲ့အဲ့လိုပြောင်းလိန်ခဲ့တယ် ဒါကိုအဲ့လိုပြောင်းလဲတဲ့ဟာကိုအောင်မင်းကတွားပြီးတော့ bleed ဆောင်နေတဲ့နေရာထိဗီဒီယိုဖိုင်နဲ့ပြခဲ့တယ်အခုဘာထပ်ပြောလဲဘူးလက်ကြည့်ပါဦးမင်္ဂလာပါ is sawat ဒီနေ့ကအော်တိုဘာလတော့ရဲ့ပါနော်တောက်ကြနေအဲပြင်မနာမှာ bleed ဆောင်မယ်ပါညာနဲ့တွားကြည့်ရဲ့စပွားတွားကြည့်ရဲ့နော် မမေဟုတ်တယ်ဗလားသွားပေါ်ဆပ်သွားကြည့်တဲ့ဆပ်ပေါ်ကသွားကြည့်တယ်လေအောင်မင်းကိုပြောတာအောင်မင်းကိုချင်းချင်းချကိုကြိုင်တွေ့လားအဟမ်းကြာပြေးသွားပေးဟဲ့လားအဲကျွန်တော်တို့အဲ့မှာတော့ပေးထားတာအစ္စလာမ်ပေးတယ်ခရစ်ယာန်ပေးတယ်ဟိန္ဒူပေးတယ်သုံးနေရာဒါအေကနည်းနည်းလေးပါဒီကနေအေကလောက်လောက်ပဲရှိမှာနော်နည်းနည်းလေးပဲရှိအဲ့မှာ तू ကဗလီဆောက်ရအောင်လို့မပါဘူးကြာမေးကြည့်နော်ဗလီဆောက်ရအောင်လို့ပါလားဟိုစိုက်ပုတ်အစိမ့်ကြီးမှရှိတယ် ဘလီဆောက်ရလို့ပေါ့ရေးထားမှာဘလီဆောက်ရလို့ရေးမှာပေါ့ဘလီဆောက်ခွင့်ပြုတယ်အဲ့တော့မွတ်စလင်ကုသဖြစ်ဆေးရုံလည်းဆောက်ရင်ဆောက်မှာပေါ့음 तू อ่ะမွတ်စလင်ဘိုးဘွားဤတာလည်းဆောက်ရင်ဆောက်မှာပေါ့ဒါကြည့်တော့အဲ့ဒါတိုင်းပြည်ကိုဥဆောင်မဲ့ဒါပါတီတစ်ခုရဲ့ခေါင်းဆောင်တော့စဉ်းစားကြည့်ခင်ဗျားတို့ဒီကျွန်တော်တို့နိုင်ငံကိုအဲ့ဒီလူတွေကခေါင်းဆောင်တော့လက်ခံနိုင်လားဒီတကားပြောနေတဲ့ပုံကြည့်တော့ကြည့်အဲ့ဒါမြင်တဲ့အတိုင်းအတူတူမှလိုအပ်ချက်တူတူလောက်မှာပေါ့ အဲဘလီကအားလုံးပြည့်စုံနေပြီဘလီတွေအများကြီးရှိတယ်ဘလို့အခုဆိုလဲစောက်ချင်မှစောက်မှာပေါ့ဒါကွတ်ပြူချက်တော့လာမတင်သေးဘူးချန်စီကိုပဲခတ်တယ်သူဘန်ကိုဘန်ချန်စီကိုခတ်ကြတဲ့သဘောတော့ရှိအဲ့ဒီလာပြောတာအဲသွားကြည့်တဲ့ကောင်သွားကြည့်တယ်ဖွားတယ်ကောင်ဖွားတယ်ပေါ့နော်အဲယူကောက်ဝင်နေချိန်ကြိုက်ပြီးတော့နော်ဖွားလိုက်ကြတာဒါအစိုးရအသိသဘောကောင်းလို့မဖြစ်ဘူးကျွန်တော်တို့ဧကတရာနော်အခုတို့တေကနေကဧကတရာဒါသာသနာစုံလို့ဖို့ရှိသာသနာစုံဆိုတာ တကယ်ကိုဗုဒ္ဓသာသနာဆောင်เนาะသာသနာသာသနာပြုမင်းကြီးတွေလေသူတို့သူတို့သာသနာပြုမင်းကြီးတွေသူတို့တွေကနိုင်ငံရဲ့မြေတွေကိုအဲ့လိုလှုပ်လိုက်မယ်ပြီးရင်ဖျားကြီးတည်ပြလိုက်မယ်သူတို့သူတို့သာသနာပြုမင်းကြီးခံလိုက်မယ်သာသနာရေပြန့်ပွားသွားလားပြန့်ပွားသွားလားဟမ်ဗုဒ္ဓသာသနာကိစ္စမိတော့ဘာမှမရကောင်းဘူးဟမ်ပြောတော့သာသနာပြုမင်းခံကျင်တယ်ဗုဒ္ဓသာသနာကိစ္စမိဘာပြောလဲမင်းကြီးအဲ့ကောင်နေတိတဲ့ကောင်မဟုတ်ဘူးเนาะကျန်စားရရှိတက်ကလို့25ဤကတရားစခန်း20ဤက စတိကနာဆရာတော်အတွက်စေကစင်စေကိနာအတွက်စေကရာဟုဆရာတော်အတွက်စေကခန္ဓာယုံအတွက်စေကအာလုံးမောဧကတရားအဲ့ဒါလှုပ်ဖို့ရှိတယ်ဧကတရားနော်အခုလိုတေကနေကမဟုတ်ဘူးဗုဒ္ဓသာသနာစုံလုံးဟောတယ်စုံလို့ဘလို့ရုပ်မှန်စဉ်းစားကြည့်နော်ဒီပလီဆောက်တဲ့ကိစ္စတာအပြည်သူအစိုးရအနန္တိဖြစ်ဖြစ်ဘယ်ပါတီဖြစ်ပြည်သူတည်မြောက်တဲ့အစိုးရတရက်တရက်ကဒီလိုပလီဆောက်ခွင့်ကိုချပေးလိုက်ကြည့် ဘူးနဲ့အဲ့ဒီစကားမျိုးပြောမှလားဟောအဲ့ဒါလေးပဲပြေဘူးနဲ့ကအဲ့ဒီလိုဒီလိုဆိုရတဲ့ရက်ကဒီဘလီဆောက်ဝင်ပေးလိုက်ပြီနေပြည်တော်နေရာမျိုးမှာနော်ဘူးနဲ့ဒီလိုစကားမျိုးတွေပြောမှလားအခုတော့ကြည့်ဘလီတော်ဆောက်ပေးနေဗုဒ္ဓနဲ့ပတ်သက် ပြန်တိုက်တာကြည့်ပြန်တိုက်တာဝင်းမခံဘူးလေအဲ့ဆောက်ဝင်ပေးလိုက်လေဆောက်ဝင်ပေးတယ်ပြီးပြီလေဝင်းမခံဘူးဝင်းမခံနဲ့ပြင်ပါတယ်လို့လေကလိန်ကချစ်ပြန်ခွေခောက်ပြီးတော့ပောက်ပန်း၄၀ပြန်ပြောတယ်အဲ့တော့နိုင်ငံတစ်ခုကိုဥဆောင်မဲ့ ပါတီကြီးတခုရဲ့ခေါင်းဆောင်ပိုင်းရောက်နေတဲ့ဒူတွေရဲ့စိတ်ထက်ပိုင်းအရင်ချင်းပိုင်းအကျင့်ဇာတိတပိုင်းဘယ်နေရာတုံးစားလို့ရလဲစောက်ပြဲနေတယ်လမ်းပင်ဖနှတ်ချုပ်တဲ့ခေါင်းဆောင်ဘူးလက်တဲ့အများကြီးမြင့်မြတ်တယ်အများကြီးကြတယ်ဆိုတော့ဒလောပေါက်ပန်း40တွေတိုင်းပြည်ကိုဥဆောင်ခဲ့လို့တိုင်းပြည်ကကမောက်ကမတက်စီးခဲ့ပြီးွားပြီဟမ်ကဘာပေါ်မှာစောက်ပြဲဆုံးတိုင်းပြည်ဘွားရောက်ွားပြီးငတ်ပြဲဆုံးတိုင်းပြည်ဘွားရောက်ွားပြီးတဒေါင်းစားတိုင်းပြည်ဘွားရောက်ွားပြီးသူတို့ကသူတို့ခိုးပြီးတော့သူတို့ချမ်းသာနေတော့သူတို့ကအေးစင်းနေတာ ဟမ်ကဘာနဲ့ရှင်လိုက်ကြည့်မြမဘယ်အဆင့်လဲဒါရီယာအားလုံးကသူတို့စစ်ကောင်းဆောင်တွေလောက်ခဲ့တဲ့ပြဿနာကြီးပဲအခုတခါထပ်ပြီးတော့ဒီစုပ်ပြက်နေတဲ့အခွန်မဲ့ကျန်တဲ့တိုင်းပြည်အဲ့ဒီအခွန်ကိုထပ်ပြီးတော့ထုံထုံကြအောင်ထပ်လုပ်ဖို့လုပ်နေကြတာကောင်းတယ်။အမှုဇုံတို့ပေါ့နေပြီးတော့မှလုပ်ဖို့ရှိတယ်။ဟောအဲ့ဒါတိလား။အဲ့ဒါပြောပြ။အင်း။ဒါကောင်းတဲ့အလုပ်ပဲ။နော်။ဟိုဘက်ကဗလီဆောက်ရအောင်ခင်ဗျာအဲ့စိုက်ဖို့အစိမ်းကြီးမှရေးထား။ရေးထားလား။ဒါချကြည့်လေ။ အဲ့ဘလီတွေကပြည့်နေပြီမလို့အပ်ဘူးဆိုတော့သူကကုပြူကုတုပြည်ရန်ကုန်မှာလည်းမွတ်စလင်ကုတုပြည်စေုပ်ရှိရလေအဲ့မှာလူတိုင်းကုပြည်တယ်သူကကျွန်တော်အဲ့လိုတွေ့တယ်ဟိုအန်အယ်ကဒေါက်တာတင်မျိုးဝင်းတို့ဘာလို့အဲ့မွတ်စလင်ကုတုပြည်စေုပ်မှာလောပါပြည့်တယ်ပါညာကျွန်တော်ကြားဘူးလေလုပ်ပါစီတာကောင်းတဲ့ကိစ္စအင်းတင်တင်ကြည့်နော်အဲ့လာပြောတာလေးစားပါလရှိဒီလာမဲ့ရွေးကောက်ပွဲအလွန်ကာလမှာဘူးလက်လှဆွေတို့ကျန်းဖို့ပါတီကသူကတခါတည်းတန်တိုက်ညာချပြီးတာ 2010အခင်အချင်းမျိုးသူတို့ပါတီတီအာနာကိုကျိန်းလေရမယ်အဲ့ဒီအတွက်လေလရှိစစ်ကောင်းဆောင်မင်းအောင်နိုင်နဲ့နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးတော့တိုင်းပြည်ရဲ့အာနာကိုချုပ်ကန်ခြေလှယ်ပြီးတော့လှုပ်ချင်တိုင်းလှုပ်တယ်သူတို့လှုပ်ခွင့်ရမယ်လို့ပဲသူတို့ကတွတ်ထားတာဒါပေမဲ့သူတို့မတိတာဒီနိုင်ငံတကာအခင်းချင်းသူတို့နိုင်ငံတကာကိုဖိုးပေါက်နိုင်တာဖိုးပေါက်နိုင်မယ်ထားပြည်တွင်းမှာရှိတဲ့ပြည်သူအလုံးထဲမှာ2010လုံမျိုးလက်နဲ့မဲ့မဟုတ် ်လီတချောင်းပဲရှိတဲ့ပြည်သူတွေဖုတ်တော့နော် rocket တွေ launcher တွေနဲ့ rifle တွေအကုန်ကင်ထားပြီးတပ်ရင်းတစ်ခုမှလက်နက်ဘယ်လောက်ရှိတယ်ပြန်ကြည့်အဲ့ဒါတွေကအလကားနေလို့မရဘူးနော်သူတို့အုံနောက်သူတို့အတစ်ဇာတိသားသူတို့ရုပ်တွေနဲ့သူတို့ကဒါကိုဥဆောင်မဲ့ရမယ်ထင်တာဒါပေမဲ့သူတို့မသိတာကနိုင်ငံရဲ့အပြောင်းအလဲခေတ်ကာလရဲ့အပြောင်းအလဲကိုသူတို့မသိတော့အဲ့တော့နောက်တစ်ခုရှိတာကအခုလက်ရှိ ရွေးသူတို့နှုတ်မဲ့ရွေးကောက်ပွဲနော်ဒီရွေးကောက်ပွဲအတုကနေသူတို့အစိုးရတက်လာပြီဆိုသူတို့မင်းအောင်နိုင်မဲ့တအုပ်ချုပ်ချုပ်သူတို့တရားပဲခင်ရင်မဲ့တအုပ်ချုပ်ချုပ်ကြဲကြဲကောင်တအုပ်ချုပ်အတူတူပဲသူတို့စိတ်ထဲမှာသူတို့လုံလို့ရမယ်ထင်တာအဲ့အလုံးကိုကြည့်လိုက်တိုင်းပြည်ကဒီထက်တွေးချောင်းစီးစီးတားစီးနိုင်တဲ့အနေသားရှိရင်ရှိမရှိရင်တိုင်းပြည်ဟာဒီထက်ပြက်စီးမယ်ဒီထက်တွေးချောင်းစီးမှာဒါဖြေမမဟုတ်တာယူအခုရွေးကောက်ပွဲကနိုင်ငံရဲ့ဖြေဖို့ဘူးဒီရွေးကောက်ပွဲဟာဒီစစ်တပ်ကအတင်းဇွတ်တိုးတဲ့အပေါက်ပဲ ။ဘာဖြစ်လို့လဲ။သူ့မှာရှိတဲ့အပေါအကုန်ပိတ်နေပြီ။ရွေးကောက်ပွဲမလုပ်ဘဲနဲ့သူတို့ဆက်နေလို့မရဘူး။နေရဲလားမေးကြည့်လိုက်လေ။နော်။အဲ့မှပြောနေဒီဒီရွေးကောက်ပွဲရတဲ့တပ်မတော်အတွက်မဟုတ်ဘူးလေ။တပ်မတော်တော့အစအဲရှိပြီးသားတဲ့အင်းစင်းပဲတဲ့။အဒီရွေးကောက်ပွဲရတာပြည်သူ့အထွက်ပေါက်ပဲတဲ့။မင်းတပ်မတော်အစအဲရှိပြီးသားသူ့သူနေနေအင်းစင်းပဲဒါပြည်သူ့အထွက်ပေါက်ဆိုမတိမဟုတ်နုံနုံလို့လို့။ဟမ်။တပ်မတော်ဆိုတဲ့ဇကားကိုပြောမယ်ဆိုကျွန်တော်တို့ကဒီစစ်တပ်ဆိုတဲ့ institution တစ်ခုလုံးကိုကိုစားပြုတာလား။ အဲ့ဒီစစ်တပ်ဆိုတဲ့ institute ကြီးတစ်ခုလုံးကိုမောင်းနေနေတဲ့ဒီလက်တဆုပ်စာစစ်ကောင်းဆောင်တွေကိုကိုစားပြုလာတာစစ်တပ်လို့ပြောလိုက်ရင်အောက်ခြေအဆင့်ကောင်တွေဖွ့ချိဘာမှလုပ်မလို့စင်းနေလာမထဲနဲ့မင်းတို့မှားလဲပြန်ပြောရတာမဟုတ်မှန်လဲပြန်ပြောလို့ရတာမဟုတ်ဘူးလက်ရှိစစ်ကောင်းဆောင်လောက်ရက်ကိုမကြိုက်တဲ့စစ်သားတွေတပုံကြီးနော်လက်ရှိစစ်ကောင်းဆောင်တွေရဲ့လောက်ရက်ကိုစန့်ကျင်ပြီးတော့နော်လုံးဝလက်မခံတဲ့စစ်သားတွေတပုံကြီးဘာပြောခွင့်ရှိတယ်ဘာလုပ်ခွင့်ရှိတယ်ဘာမှမရှိဘူးအဲ့တော့စစ်တပ်လို့ပြောလိုက်မယ်ဆိုရင်အဲ့ဒီအဲ့ဒီစစ်သားတွေကိုပြောတာမဟုတ်ဘူး ဟုတ်တယ်မင်းတို့ပြောသလိုပဲစစ်တပ်ကတော့စစ်တပ်နေရာရှိပြီးသားပဲသူကသူရှိလိမ့်မယ်ဒါပေမဲ့စစ်တပ်ကထွက်ပေါက်ဆိုတာစစ်တပ်ဆိုတာအဲ့ဒီအာဏာသိမ်းထားတဲ့ကောင်တွေလူတစုကိုပြောတာအဲ့ဒီကောင်တွေဟာဒီအရွေးကောက်ပွဲကိုမကျေးမပေးဘဲနဲ့သူတို့အာဏာသိမ်းထားတဲ့အတိုင်းဆက်ပွားရဲလာအဲ့ဒါအဖြစ်ပဲမတွားရဲဘူးလေတွားမှမတွားလို့မရဟမ်အာဒီကတတတတတတလို့လာပြီနောက်တော့ဘာတွေထပ်လာအောင်အတိကတ္တရီရဲ့အရာတော်ကောင်းကောင်းနီးစမ်းကြည့်ွားတဲ့ကြောကောက်ခံထိထားတဲ့ကောင်တွေရှိတယ်လေ ဟမ်အဲ့တော့ဒါမျိုးတွေထက်လာရင်ငါတို့ဘယ်လိုလုပ်မလဲလေပြီးမို့ကြိုးဝင်ရောက်တော့မယ်အဲ့တော့ငါတို့ဘာလုပ်ပြရွေးကောက်ပွဲလေးကိုမဖြစ်မနေတော့လုပ်ပြ။အာရွေးကောက်ပွဲချင်းမလိုက်ပြီလေဒါပါတီသုံးကနေပြည်သူထောက်ခံမှုနဲ့ဓမ္မဒါပြည်သူအစိုးရပေါ်လာပြီ။အမ်။အေးရောင်းမင်းဘောင်းချို့ဘောင်းချို့ခင်မတော့ဟိုပစိုးဝဲ။အဲမောင်ချက်တင်နေဟောထွက်လာ။ကျွန်တော်ပြည်သူအစိုးရပါခင်ဗျ။အဲ့ဒီကွက်လုပ်ပြီးတော့တိုင်းပြည်အာဏာကိုဒီလိုပြန်သွားမှာ။နော်အဲ့လိုသွားလို့ရမထင်လား။ ရမချင်းဆက်လို့ဒါပေမဲ့တခုတော့ပြောလိုက်မယ်ချမ်ဖို့ပါတီကတတိုင်းပြည်လုံးကိုကိုစားပြုတ်ပြီးတော့ရှင်ပြိုင်မဲ့ပါတီကြီးတဲ့ဒါပေမဲ့ကိုစလေလောင်းနံမဲ့လေးလောင်းချမပြရေးပဲနဲ့နဲအာနာကိုရမယ်လို့ညှော်မှန်းတယ်ပေါ့ဟမ်တနာစရာလေးတိလားဟမ်ပါတီရဲ့ရွေးတော်ဝင်တော့ကိုဟာပါတီရဲ့ကိုစလေလောင်းတော်မှကိုပါတီကိုထောက်ခံတဲ့လူတွေကိုချမ်းပြမနိုင်ပဲနဲ့ဒီတိုင်းပြည်ကိုဥစားအောင်မယ်ကိုကိုကိုတော်လုံးလုံးအောင်မကာဝယ်နိုင်တဲ့ကောင်က တိုင်းပြည်ကိုဥဆောင်ပြီးအစိုးရလုပ်မယ်ဆိုတာဖြစ်နိုင်လားဖြစ်နိုင်တော့လုပ်ကြပါဒီသူဘက်ကတော့ရှင်းတယ်နော်စစ်ရင်းနဲ့အရေးယူရမှအချိန်မှာစစ်ရင်းပြစ်မှတ်တယ်ကိုယ့်အကူကြည့်ချောင်းပေါ့ကိုဟာစစ်ရင်းပြစ်မှတ်ဖြစ်မလားစစ်ရင်းပြစ်မှတ်ဖြစ်မယ်တိုင်းပြည်နဲ့ပြည်သူကိုဒုက္ခပေးတဲ့စစ်ရင်းပြစ်မှတ်ဖြစ်နေမယ်ဆိုရင်တော့ခမားတို့ကအတက်နှစ်ချောင်းမပါပါဘူးတည်တတ်တဲ့လူကြီးပဲဟုတ်တယ်မလားရှင်းရှင်းလေးပဲအဲ့ဒါအဖြေပဲအဲ့ဒီအလုပ်ကိုဘယ်သူကတော့လုပ်လို့အဲ့ဒီလမ်းလျှောက်ကမှာပဲနော်ဒါက တဘောတဘာဝပဲအဲ့တော့စံဖို့ပါတီခေါင်းဆောင်တွေအနေနဲ့တိုင်းပြည်ကိုဘယ်လောက်ဖြည့်ဆည်းမလဲဒီတိုင်းပြည်ကိုဘာတွေဆက်ပြီးတော့ရုပ်မှမလဲဆိုတာဆက်အောင်စောင့်ကြည့်နေလိုက်